အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကောင်းမွန်သောနေလီတနည်းဖြစ်ပါစေလို့ဒီညံကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ of course ဒါကျွန်တော်အပြောင်းအရွှေ့ရသည်တခုရောက်ခံပြီဆိုရင်တော့ဒါကျွန်တော် Manchester United အသင်းရဲ့အပြောင်းအရွှေ့သတင်းတွေကတော်တော်လေးကိုတောင်းတောင်းဖြားဖြားတက်လာတာတွေ့ရမှာအဲ့တော့ဒါကျွန်တော်တို့မနီကတော့ဒါကျွန်တော် Manchester United အသင်းနဲ့ဒါကျွန်တော်တို့အပြောင်းအရွှေ့သတင်းနဲ့ပတ်သက်ပြီးတော်တော်လေးကိုစိတ်ဝင်စားတဲ့ကစားသမားတယောက်ကို Manchester United အသင်းကစိတ်ဝင်စားနေပြီးတော့လာမယ့်ဒါကျွန်တော်တို့အဲအပြောင်းအရွှေ့မှာဒီကစားသမားကိုတရားဝင်ချိတ်ဆက်မှုတွေကိုပြုလုပ်သွားမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ဒါအပြင်ဒီကစားသမားကိုသူတို့ရဲ့နီးပြကပါလာမယ့်နေရာဒီမှာထိမ့်မို့ခတ်မယ်ဆို ဆိုတဲ့အကြောင်းကိုပြောထားတဲ့အတွက်ကြောင့်မို့ဒီကစားသမား Manchester United အသင်းနဲ့စိတ်ဝင်စားရဆိုတဲ့သတင်းကအဲ့နောက်နေ့မှဒီချက်ချင်းတက်လာတဲ့ကြောင့်မို့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောတယ်။ဒါအပြင်ကြောင့် Manchester United အသင်းနဲ့အပြိုင်စိတ်ဝင်စားတဲ့ club တစ်ခုလည်းရှိပါသေးတယ်။အဲ့တော့ဒါကျွန်တော်နည်းနည်းလေးဒီဒီပြောအောင်အဲ့တော့ဒါကျွန်တော် suspense ကိုလုပ်မနေရဘူးပြောအဲ့တော့ Manchester United အသင်းနဲ့ဒါကျွန်တော်မနေ့ကသူတို့အနေနဲ့အသင်းရှုံးနိမ့်ခဲ့တယ်ဒါကျွန်တော်အသင်းရဲ့အဓိကကစားသမားတွေကတက်ရောက်ဖြစ်တဲ့ Brentford ရဲ့ဒါကျွန်တော်တို့တောင်ပိုင်းကစားသမား common second striker ဟောမှာ blue back ကိုဒါ M1 ကိုမစော့ဘူးတဲ့နေရာဒါကျွန်တော်တိုက်စင်မှာမရှိတဲ့လောက်တောင်ရှားရတဲ့မှာပါတယ်ဘောနော်ဒါကျွန်တော် right ဝင်းကလည်းဆုံးလိုက်ရတယ်။ second striker လည်းဆုံးလိုက်ရတယ်။ center forward လည်းဆိုက်လိုက်ရတယ်ကစားသမားဖြစ်တဲ့ Mbwan Bu เนาะတော့ Brian Mbwan Bu ကိုတော့ Manchester United အသင်းနဲ့ Lamine Nuriadi မှာခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။အဲ့တော့ဒီသတင်းထွက်လာတဲ့အချိန်မှာ Manchester United ပြည်သက်တီကတော်တော်လေးကိုစိတ်ပူတဲ့အကြောင်းအကျောင်းအတစ်ခုရှိတယ်။ အဲ့ဒါကဘာလဲ Manchester United ပြည်သက်တွေနေနဲ့ဒါကျွန်တော်စိုးရိမ်နေဆိုတာ Matthew's corner များမရတော့လို့များ Brian Mbwambo ကိုပြောင်းပြီးတော့စိတ်ဝင်စားတာကဆိုတဲ့သတင်းကိုဒါကျွန်တော်ပြည်သက်တွေကစိတ်မှုတယ်အဲ့တော့ဒီနေရာမှာဒီသတင်းနဲ့ပတ်သက်ပြီးတည်တည်ချာချာရေးထားခဲ့တာ Manchester United အသင်းနဲ့ဒါ Matthew's corner အပြင်ကို Brian Mbwambo ပါခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းကိုဒါကျွန်တော်တို့အနေနဲ့တင်ထားအဲ့တော့ပြောချင်တာ Manchester United ကအခုလက်ရှိမှာ Mbwambo Matthew's corner နဲ့ပုံကူရေးရတဲ့သဘောတူညီမှုဒါကျွန်တော်နှုတ်အားဖြင့်ရရှိထားခဲ့ဖြစ်တယ်အခုချိန်မှာဒါကျွန်တော် အသင်းနဲ့တရားဝင်စကားပြောနေပြီးတော့အခြေတည်တည်တဲ့ကောင်းနေတယ်ဆိုတဲ့သတင်းထွက်လာခဲ့အဲ့တော့ဒါကဒဂန်သွားမယ် Brian Ambon ဘူကဒဂန်သွားမယ်အဲ့တော့ Brian Ambon ဘူကို Manchester United အသင်းနဲ့အတိုင်အပြိုင်ဒါမဲ့နေရာဒီမှာခေါ်ယူခြင်းတဲ့ club တစ်ခုရှိတယ်အဲ့ဒီ club ကတော့ Newcastle United ဖြစ်တယ် Newcastle United အသင်းနဲ့သူတို့ရဲ့တာကျွန်တော် right wing နေရာအတွက်ဒါ jacob mafia ရဲ့နေရာမှာအစားထိုးဖို့အတွက်ဒါကျွန်တော်နောက်မှ second striker လေး solo ရရဲဆိုတဲ့ကစားသားယောက်ကစားသမားတစ်ယောက်ဖြစ်တဲ့ကြောင့်လာမယ့် new year ဒီမှာ newcastle united ကသူတို့အနေနဲ့လာမယ့်ဒါကျွန်တော်တို့သူတို့ရဲ့အဓိကကစားသမားရဲ့တစ်ယောက်ဖြစ်တဲ့ဒါအဓိကကစားသမားဖြစ်ဖို့သူတို့ရဲ့ကစားသမားရဲ့တစ်ယောက်ဖြစ်တဲ့ kaukan busan ကိုလည်းလာမယ့် new year ဒီမှာဆုံးရှုံးရဖို့ရှိရတဲ့ကြောင့်မို့ဒါ brian and wambo ကိုစိတ်ဝင်စားနေတယ် newcastle ကဒါကျွန်တော် brian and wambo ကိုစိတ်ဝင်စားမှုစိတ်ဝင်စားမှုကသူတို့ရဲ့ဒါကျွန်တော်တို့ champion league ရဲ့အနာဂတ်ပေါ်အများကြီးမှုတည်တယ်သူတို့အနေနဲ့လာမယ့် new year ဒီမှာ champion league တော့ဝင်ခဲ့မယ်ဆိုရင်တော့ brian and wambo ကို manchester ယ် United အသင်းနဲ့ရှင်ပြိုင်ပြီးတော့ခေါ်ယူသွားဖို့ရှိတယ်။အန်ဘွမ်းဘုတ်ကတော့ကျွန်တော်တို့ရဲ့အသင်းမှာထိမ့်သိမ့်မှုခက်ခဲမယ်ဆိုပြီးတော့လက်ရှိမှာဒါ Bradford ရဲ့နီးပြဖြစ်တဲ့ Thomas Frank ကိုတိုင်ကတရားဝင် interview မှာပြောထားခဲ့တာတွေ့ရမယ်။ဒါပူပူလောလောပြောထားခဲ့တာပေါ့နော်။ Thomas Frank နေအကယ်၍ဒါကျွန်တော်တို့ကကောင်းမွန်တဲ့ဈေးတစ်ခုဒါကျွန်တော်ဈေးကြီးတဲ့ဈေးတစ်ခုနဲ့သူတို့ထင်ထားတဲ့မြင့်တဲ့ဈေးတစ်ခုနဲ့ဒါအသင်းတွေကနေပြီးတော့ Brian အန်ဘွမ်းဘုတ်ကိုလာပြီးတော့ကန်လန်းခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်ကလပ်အသင်းတွေနဲ့ဒါကိုညှင်းပယ်မှုတော့ခက်ခဲမယ်ဆိုပြီး Thomas Frank ကလက်ရှိပူပူလောလော interview မှာလွန်ခဲ့တဲ့2ရက်လ www.brianmbo.com မှာပြောထားတာတွေ့ရမှာအဲ့တော့ဒါကျွန်တော်တို့ Brian Ambomu ရဲ့လက်ရှိအခြေအနေကိုကျွန်တော်နည်းနည်းလေးဒီဒီသုံးတက်လာအောင် Brian Ambomu ကလက်ရှိမှာစာချုပ်တက်တန်းရတနှစ်ပဲကျ2026တိပဲကျဒါပေမဲ့စိတ်ဝင်စားမှုကောင်းတာကအကယ်၍ကလပ်အသင်းနဲ့ကြိုက်နေတတ်တယ်ဆိုတော့ဒါပေမဲ့ကစားသမားနဲ့သဘောတူညီမျှကြိုက်နေတတ်တယ်ဆိုရင်တော့တနှစ်တက်တန်းတိုးပိုင်ခွင့်ရှိတယ်ပေါ့အပြောချင်တာဒါကျွန်တော် totally ရဆိုရင်တော့ဒါဟို metaphor ပြောမှာကျွန်တော်တို့ဒါရေပူအားဖြင့်ဆိုတော့နှစ်နှစ်ကျန်နေဆိုပေမဲ့တကယ်တမ်းစာချုပ်ထဲမှာတနှစ်ပဲကျန်နေတဲ့မှာပါအဲ့တော့ဒါကျွန်တော် Brandford အသင်းနေနဲ့ဒါကျွန်တော် Brian Ambomu ကိုဒါကျွန်တော်တို့ အဲဘလောက်ဈေးတက်ဖတ်မှုရှိလဲနောက်ဆုံးဈေးတထားတဲ့တရင်းနေရဆိုတော့ M1 ဘုကူ Brandford အသင်းနေပေါင်တန်း60ဈေးစပြီးတော့ခေါ်ယူဖို့အတွက်စူးစမ်းသွားမယ်လို့သိရတယ်မှပါတယ်အဲတန်း60ဆိုရဲဈေးကတော်တော်လေးကိုမြင့်မားတဲ့ဈေးတစ်ခုလို့ပြောလို့ရတယ် Brandford ရဲ့ဒါကျွန်တော်ပြောမယ်ဆိုရင်တော့အဓိက Brandford ကြံတာက Ivan Tony ပြီးရဲ့နောက်ပိုင်းမှာသူတို့အနေနဲ့ M1 ဘုကူဒါဝယ်ဖို့အတွက်ကြံတယ်ပေါ့နော်အဲ့တော့ ဟိုရောင်းဖို့အတွက်ကြံတယ်အဲ့တော့ဒါ brand food ကဒါကျွန်တော်တစ်ဖြည်းနဲ့တစ်ဖြည်းကစားသမားရောင်းနေအသင်းသင်းဖြစ်လာပြီလို့ကျွန်တော်အနေနဲ့မြင်တယ်ဒါ brand and brand food ကဒါမမဲရေးကသူတို့အနေနဲ့စခေါ်တော့ကတိုတယ်6တန်းခွဲပဲပေးခဲ့အခုလက်ရှိမှာတန်း60ဆိုတော့6စလောက်တင်ပြီးကစားသမားကိုပြန်ရောင်းတယ်လို့ဆိုလို့ရမယ်အဲ့တော့လက်ရှိမှာကစားသမားအနေနဲ့အခုလက်ရှိမှာဒါ premier league မှာ18ပွဲကစားဆို35ပွဲကစားပြီးတော့ဒါကျွန်တော်တို့18ဂိုးသွင်းရတယ်6ဂိုးဖန်တီးတာအဲ့တော့လက်ရှိ brand food အသင်းတွေက24ဂိုးပါဝင်ပတ်သက်ထားတဲ့ကစားသမားတယောက်ဖြစ်တယ်လို့ပြောလို့ရမယ်တော့မှာပါအဲ့တော့ brand and brand food နဲ့အခုလက်ရှိအခြေအနေတွေကမဆို းဘူးတော်တော်လေးကိုမိုက်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့သူနဲ့ဝစ်ဆာနဲ့ကတော်တော်လေးကိုအတွဲညီနေတယ်မှာပါအဲ့တော့အသက်အရအဖြစ်လဲအခုလက်ရှိမှာ25နှစ်ပဲရှိသေးတဲ့အတွက်ကြောင့်တော်တော်လေးကိုငယ်သေးတယ်လို့ပြောလို့ရတဲ့အသက်ပဲဖြစ်တယ်အဲ့တော့ဒါကျွန်တော် Manchester United အသင်းနဲ့ပေါင်သန်း60ဆယ်ဆယ်ဈေးကတော့များတယ်သူတို့အနေနဲ့အကိန်း အံဘွမ်းဘူလေဒါမသူရခွန်နာတို့လိုပဲစကားကျွန်တော်ပုတ်ကူရေးရစကားပြောကြည့်မယ်ဒါညူကာဆယ်ယူနိုက်တက်ကလည်းဒီတိုင်းပဲစကားပြောကြည့်မယ်ဒါဘရက်ဖူဘက်ကသတ်မှတ်ထားတဲ့ဈေးကတော်တော်လေးကိုမြောက်နွေသေးတဲ့အတွက်ကြောင့်မလို့ဒါလက်ရှိသတင်းတွေရဆိုရင်တော့ Brian အံဘွမ်းဘူကဒါကျွန်တော်တို့သူ့အနေနဲ့သူကတော့လာမယ့်နေ့ရက်ဒီမှာအသင်းပြောင်းခြင်းနဲ့ဘရက်ဖူဒ်ဆိုင်သူပိုကောင်းတဲ့ကလပ်တစ်ခုသူပြောင်းခြင်းနဲ့ပေါ့နော်အဲ့တော့လက်ရှိမှာသူကရန်ကလပ်တော့မယူရသေးဘူးကြားတဲ့သတင်းတွေကအံ Brian အံဘွမ်းဘူနဲ့သူပြောင်းမဲ့ကလပ်ကဥရောပဝင်ဝင်ရသည်ဖြစ်စေမရသည်ဖြစ်စေအဲ့ဒါကိုတော့သူ Gusan မှုပဲနဲ့သူ့အနေနဲ့သူကြိုက်နဲ့တတ်တဲ့ကလပ်ကိုရွေးချယ်ပိုင်ခွင့် ရှိမယ်ဆိုတော့သူနဲ့ရွေးသွားမှာပေါ့အဲ့တော့ပြင်ချနာတိုင်း United အသင်းနေနဲ့လာမယ့်ရာသီမှာဒါ Europa League ရာသီဖြစ်စီမရာသီဖြစ်စီ Champions League ဝင်သီဖြစ်စီမဝင်သီဖြစ်စီ Brian Ambonbu ကိုခေါ်ယူနိုင်ဖို့အတွက်အခွင့်အရေးတွေအများကြီးရှိမယ်လို့ဆိုလို့ရမယ့်သဘောမှာရှိပါတယ်အဲ့တော့ Manchester United အသင်းနဲ့လာမယ့်ຫນွေရာသီမှာ Brian Brian Ambonbu ကိုခေါ်ယူဖို့အတွက်တာဆူနေတယ် Matthews ခေါ်တာကိုလည်းခေါ်မှာပါဒါပေမဲ့ Brian Ambonbu ကိုလည်းခေါ်ဖို့အတွက်ဆက်လက်ပြီး Manchester United အသင်းနေနဲ့ စူးစားအုံမှာဖြစ်တယ်လို့ပဲကျွန်တော်အနေနဲ့ပြောပြရစေအဲ့တော့ Manchester United က Brian and Mbappe တယောက်တည်းမဟုတ်ပင်နဲ့လက်ရှိမှာ Real Madrid အသင်းမှာပါနေရာမရပဲနဲ့ယုံကန်နေရခဲ့တယ်နေရာတော့ဟိုခြေစွမ်းရယုံကန်တာပြောနေရာရဖို့အရေးယုံကန်နေရတဲ့ဒါ Brazil ကစားသမားတယောက်ကိုလည်း Manchester United အသင်းကစိတ်ဝင်စားလိုက်တယ်အဲ့တော့လက်ရှိမှာ Celta Vigo နဲ့ပွဲစဉ်မှာဒဏ်ရာကြောင့်တော့မဟုတ်ပင်နဲ့လုံးဝကိုနေရာမရပဲပွဲမထွက်လာခဲ့တဲ့ကစားသမားဖြစ်တဲ့ဒါ Rodrigo ကိုတော့ Real Madrid အသင်းနဲ့လာမယ့်နေရာဒီမှာဒါကျွန်တော်တို့ရောင်းချဖို့အတွက်ပြင်ဆင်သွားမယ် ယ်လို့သိရတယ်မပါဘူး။ကစားသမားကိုယ်တိုင်ကအခုလက်ရှိမှာအသက်အရွယ်အဖြစ်လဲတာကျွန်တော်တို့ငယ်သေးတဲ့အတွက်ကြောင့်မို့လားသူ့အနေနဲ့နံပါတ်1နေရာရဖို့အရေး right wing ဆိုတော့ပြောမှဆိုရင်ဟိုအဓိကနေရာတနေရာရဖို့အရေးသူ့အနေနဲ့ real metric ကများထွက်ရမယ်ဆိုရင်တော့ထွက်ဖို့အတွက်လည်းသူ ready ဖြစ်နေပေါ့။အဲ့တော့ rodrigo တော့မနိုင်ပါဘူးကျွန်တော်တို့ personality ကတော်တော်လေးကိုချိန်နှက်တတ်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်။ဘာလို့ဆိုတော့ဒါကျွန်တော်တို့ဒါမနစ်ကောက်တနစ်ကောက်တော့ကျွန်တော်တို့ rodrigo အနေနဲ့ဒါ ရီးယားမက်ထရစ်အသင်းနဲ့အတူဒါကျွန်တော်အကောင်းဆုံးခြေစွမ်းကိုပြသခဲ့တဲ့တောင်မှာပါတယ်ဒါကျွန်တော်အမြင်နဲ့ underrated ဆိုတာထားတာဟိုနာပါဆိုသူသူ့ကိုအမြင်နဲ့ကစားသမားတဲ့က over share လုပ်လို့တယ်မနစ်ကဆိုဗီနီတို့ဂျူဘယ်လီဟန်တို့အများကြီးပြောမယ်ရိုဒီဂိုမနစ်ကဒါကျွန်တော်တို့ရီးယားမက်ထရစ်ရဲ့ champion league ပြေးလမ်းကြောင်းမှာဘယ်လောက်ဒီရေးပါခဲ့လဲဆိုတော့ကျွန်တော်တို့အသိဆုံးဖြစ်လိမ့်မယ်အဲ့တော့ရိုဒီဂိုကတကယ်တမ်းကျွန်တော် personal အမြင်မှာဆိုတော့တော်တော်လေးကို underrated ဖြစ်တဲ့ကစားသမားရဲ့တရားလို့ပြောလို့ရတယ်အဲ့ရိုဒီဂိုကတော့ Manchester United အသင်းနဲ့စိတ်ဝင်စားနေတာဖြစ်တယ်ဒါတရားဝင်ဆက်သွယ်မှုလို့တရားဝင်စိတ်ဝင်စားတဲ့ဆိုတဲ့ level တော့မဟုတ်ပေမဲ့စိတ်ဝင်စားတယ်ဘာလို့ က်ရှိမှာရိုဒရီဂိုကမန်ချက်စတာယူနိုက်တက်အသင်းကိုဒါကျွန်တော်တို့ပြောင်းဖို့အတွက်အရင်တုန်းကလည်းနာမည်ထွက်ထားမှုတွေကစားသမားတွေဖြစ်တယ်အခုလက်ရှိမှာနာမည်ပြန်ထွက်နေတယ်အဲ့တော့ဒါပြင်လက်ရှိမှာရီယယ်မက်ဒရစ်ကအရင်တုန်းကလိုဖိုးပဲနေဒါဒီနှစ်မှာတော့လာမယ့်နှစ်မှာတော့အပြောင်းရွှေ့ကာလမှာတော့ရိုဒရီဂိုကိုမန်ချက်စတာယူနိုက်တက်အသင်းစီရောင်းသွားမယ်ဆိုတဲ့ပုံစံမျိုးတွေသတင်းတွေထွက်ဒါပေမဲ့ရိုဒရီဂိုမှမဟုတ်ပါဘူးသူတို့နေအသင်းရောင်းအသင်းကနေပြီးရောင်းသွားဖို့တဲ့သတင်းတွေအမျိုးမျိုးထွက်နေတယ်ပေါ့နော်အဲ့တော့လက်ရှိမှာရိုဒရီဂိုကိုဒါကျွန်တော်စိတ်ဝင်စားတဲ့ကလပ်ကပရီးမီးယားလိမာတွေဒါကျွန်တော်မန်ချက်စတာယူနိုက်တက်အပြင်နောက်ထပ်ကလပ်အသင်း၃ခုရှိသေးတယ်ပထမဆုံးကလပ်ကတော့တီးကြတယ်မဲ့ right winger ကစားသ သမားရောလက်ဖွင့်ကကစားသမားရောစင်တာဖော်ဝါပုံစံမျိုးကိုလိုနေတယ်အာစနိုအသင်းဖြစ်တယ်နောက်တစ်အသင်းတစ်သင်းကလက်ရှိမှာဒါကျွန်တော်ကောလာဟာလာဆက်ဆန်ကလစ်ဘဘူးသင်းဖြစ်တယ်လစ်ဘဘူးသင်းကရိုဒီဂိုကို စောင့်ကြည့်နေပြီးတော့ရိုဒီဂိုကိုစိတ်ဝင်စားတယ်ဆိုတဲ့တင်ထွက်လာခဲ့တယ်ရိုဒီဂိုရေရှည်ရဆာလာကိုကစားအစားထိုးမဲ့ကစားသမားတယောက်အနေနဲ့များဖြစ်လာနိုင်မှာသတ်မှတ်ထားရတယ်မှာပါတယ်နောက်တစ်ကောလာဟာလာတက်နေတာကမန်ချက်စတာစီးတီးဂွာဒီယိုလာကလည်းရိုဒီဂိုတော်တော်လေးကိုသဘောကျလို့သိရတယ်မှာပါအဲ့တော့အာစနိုအသင်းကတော့မန်ချက်စတာယူနိုက်တက်အသင်းကလစ်ဘဘူးသင်းကရီယယ်မက်ဒရစ်အသင်းဆိုရယ် ရီယယ်မက်ဒရီဒ်ဘောကူမီဒါကျွန်တော်တို့အာစနယ်ဒါကျွန်တော်တို့အဲလစ်ဗာပူးဒါကျွန်တော်တို့မန်ချက်စတာစီးတီးမန်ချက်စတာယူနိုက်တက်ဒီလေးသင်းကစိတ်ဝင်စားအဲ့တော့ရိုဒရီဂိုကိုတော့ဒါကျွန်တော်တို့လက်ရှိအနေထားသတင်းတွေအရဆိုရင်တော့ရီယယ်မက်ဒရီဒ်ဘက်ကနေပြီးတော့ပေါင်သောဆိုယူရိုတန်း100ဈေးသတ်မှတ်ထားတယ်။နားဘယ်သင်းမှာလောက်တော့မပြီးမစည်းဘလောက်80လောက်80လောက်ဈေးချပြီးလုပ်နိုင်မယ်ဆိုတော့ဒါစိတ်ဝင်စားဖို့ကောင်းမနေတာမရှိအဲ့တော့ကစားသမားတို့ကဒါ Real Madrid ကကြိုက်ဈေးခေါ်မှာပဲကစားသမားတွေလက်ရှိမှာ Real Madrid ကစာချုပ်တဒံရ2028ကြီးရှိသေးတယ်ကြောင့်သူတို့ပါဇက်တွေကဈေးကူပဲအဓိကသွားမယ်လို့မြင်နေအဲ့တော့ ဘယ်အသင်းကိုပဲရီယယ်မက်ဒရစ်တင်းကရောင်းချသွားမှာဒါမှမဟုတ်ကတော့ကစားသမားကိုယ်တိုင်ပဲဘယ်အသင်းကိုယူသွားမယ်ဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တော့သွားကြည့်ပါအောင်ဗျဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 Point ဆိုတော့ね TV Voice တို့မှာကျင်းလို့ဆိုရင်ပေါအောင်ကြည့်လို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမိကြပါနဲ့ဦးအောက်က comment တွေထဲမှာလည်း Youth Sport Media 3 Point ဆိုတော့ね TV Voice တွေလည်းလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကြည့်ပြလို့ရပါတယ်ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လေးကိုကျွန်တော်အားပေးလို့ရပါရဲ့ မြန်မာလက်ကလစ်ဖို့မေးကြပါနဲ့ဗျမြန်မာကလစ်မမြန်မာနိုင်ငံဖြစ်ပါတယ်အာမူကောင်းမွန်တဲ့နေနေဖြစ်ပါစုမကောင်းတောင်းပြီးနေပဲကျွန်တော်ရဲ့နောက်မှာ AC2 ကြတာပေါ့ဒေးပါပါ